်တွဲလူမှုကွန်ရက်အသုံးပြုမှုတွေကိုစစ်ဆေးကြမှတ်ဖို့စစ်ကောင်းဆောင်ရဲ့ညွှန်ကြားမှုဟာအခုလိုအချိန်အခါနဲ့အခြေအနေအရထိရောက်မှုမရှိနိုင်ကြောင်း CDM တပ်မတော်သားတွေက ပြောပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ဒီကနေ့ခေတ်ဟာသတင်းမီဒီယာခေတ်ဖြစ်တာနဲ့ညီလူမှုကွန်ရက်များအသုံးပြုအောင်မှလည်းအကျိုးမဲ့ဖြစ်စေမယ်။မိမိနဲ့မိမိတို့ရဲ့အခွင့်အရေးကိုထိခိုက်စေနိုင်တဲ့လုံဆောင်ချက်များမဖြစ်အောင်တူဦးချင်းအတိတ်တရားဖြစ်အသုံးပြုကြရန်လိုအပ်ပါကြောင်းတောင်းဝန်ရှိသူများကလည်းစစ်ဆေးကြမှတ်ပေးရန်လိုအပ်ပါကြောင်းနိုင်ငံတော်ကာကွယ်ရေးတဲ့ ။ပြီးခဲ့တဲ့စက်တင်ဘာလ19ရက်ကကန်ယူရန်ဒေတာတိုင်းစစ်ဌာနချုပ်ကတနင်္လာနေ့စုရည်နဲ့တွေ့ဆုံချိန်မှာစစ်ကောင်ဆောင်ကပြောဆိုခဲ့တာဖြစ်ပါတယ်။တပ်တွင်တရင်နဲ့ဓာတ်ပုံတွေပေါက်ကြတာစစ်တပ်အပေါ်အများပြည်သူတွေရဲ့ဝေဖန်မှုတွေကိုမမြင်တွေ့စေချင်တာကြောင့်လူမှုကွန်ရက်အသုံးပြုမှုကိုကန့်သက်ကြမှတ်စေတာဖြစ်ပေမယ့်အခုလိုအချိန်နေမှာစစ်ကောင်ဆောင်ရဲ့ညွှန်ကြားမှုက မထီရောက်နိုင်ဘူးလို့စီဒီအမ်ဘိုးကြီးလင်းထောင်ကမှတ်ချက်ပြုပါရယ်။အခုမင်းရောက်လာရတော့ဒါဆိုရှယ်မီဒီယာပေါ်မှာ အာဟိုပြည်သူတွေရဲ့စန့်ကျင်မှုတွေဘာတွေကဟိုပြောရမယ်ဆိုတော့သူတို့အင်အားသုံးပြီးတော့ဝါရဖြန့်ချီနေနေလို့တော့ညာလဲထင်သလောက်မထီရောက်မထီရောက်တဲ့ပြင်သူတို့အချင်းချင်းကနေပြီးတော့ပြန်ပြီးတော့ထွက်လာတဲ့တည်င်းတွေတပ်ပုံတွေအာတချို့တော့ဝေဖန်ချက်တွေကတော်တော်လေးကိုသူတို့အတိုင်းဝိုင်းနေရတယ်ထွက်လာနေရတယ်တော်တော်များတယ်အဲ့တော့ဒါကိုထိန်းချက်ခြင်းနဲ့သဘောတရားလိုပဲကျွန်တော်ကတော့ယူဆပါတယ်အဲ့တော့ဒီသဘောတရားကိုဒီလိုထိန်းချက်လို့ကတော့အခုခေတ်ကြီးမှာမရနိုင်တော့သူတို့ဘလို့ပဲပိတ်ပိတ်ဘောတော့ဒီဆိုရှယ်မီဒီယာကနေတဆင့်အခု အခြေအနေတွေကနေစဉ်သူတို့ရဲ့အပုတ်သတင်းတွေဆိုတာကတော့ဇက်တိုက်ကိုထွက်ပေါ်လာနေဦးမှာပဲသူတို့ထိန်ချက်မှုတွေကလည်းထင်သလောက်ရှေ့ကိုမရောက်နိုင်ဘူးလို့ပဲကျွန်တော်ကတော့မြင်ပါတယ်ဗျစစ်ကောင်ဆောင်ဟာစက်ကိုရဲ့နေဘိတ်ခီစင်မှာပြောကြားခဲ့ပြီးနောက်မှာတော့ဆိုရှယ်မီဒီယာတွေပေါ်မှာစစ်တပ်ယူနီဖောင်းနဲ့တင်ထားတဲ့တပ်ပုံ profile စာရာတွေကိုစက်တင်ဘာလ28ရက်နေ့မတိုင်ခင် နောက်ဆုံးထားဖြုတ်ချဖို့ကိုစက်တင်ဘာလ20ရက်ကတက်တွင်းမှာညွှန်ကြားခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်ဒီအခြေအနေနဲ့ပတ်သက်လို့ DVB ကတိကျအတိမပြုနိုင်ပေမဲ့စစ်တပ်ကလူမှုအကွန်ရက်အသုံးပြုမှုတွေကိုအခြေအနေနဲ့လိုက်ပြီးထိန်းချုပ်ကြမှတ်တာတွေလှုံ့ဆော်တတ်ကြောင်းနဲ့လူမှုအကွန်ရက်ကနေတပ်သရင်တွေဆက်လက်ပေါက်ကြားနေနိုင်ကြောင်းကိုစီရန်ဘိုးကြီးကောင်းသူဝင်ကလည်းပြောပါရယ် ခြေနေအချိန်ခါပေါ့နော်ဒီအချိန်နေမျိုးမျိုးပုံမူတည်ပြီးတော့အကျက်မဲ့တဲ့ပုံစံလဲဒါအမျိုးမျိုးရှိပါတယ်ပေါ့နော်အဲဒီအထူးသဖြင့်တော့ပေါ့နော်ဒီ Facebook ပုံပေါ့နော်ဒီကျွန်တော်တို့ဟိုဓာတ်ပုံနေတဲ့ဟာမျိုးတွေရှိတယ်ပေါ့နော်ဒီနီဘောင်းတဲ့ပုံမတင်တဲ့ပေါ့နော်အန်ဒီလူမျိုးဟာမျိုးတွေကိုပြောတဲ့အနေထားမျိုးတွေကဒါအရင်ကရှိခဲ့တယ်ပေါ့နော်အနာမသိငယ်ကာလာတဲ့ရအထူးသဖြင့်တော့နာရေးပေါ့နော်နာရေးကိစ္စတွေကို ဟိုလိုင်းမော်မတင်သေးရင်းနဲ့ဟာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲနောက်တစ်ခုကကျတော့သူတို့ရဲ့ဒီစစ်မှုတန်းပေါ့နော်စစ်မှုတန်းလုံးညုံကြီးစစ်တိန်လုံးညုံကြီးပေါ့နော်သူတို့လှုပ်ရှားနေတာကိုမသိသေးဘူးပေါ့နော်အထူးသဖြင့်တော့ဒီအဲစစ်တားတွေဖြစ်တဲ့အတွက်ပေါ့နော်သူတို့ရဲ့တခုခုတန်းပေါက်မှာကိုအရန်ကြောက်တယ်အဲဒါပေမဲ့ good kick ကပေါ့နော်ဒီ online social media ပေါ့နော်လွယ်လွယ်ကူကူတုံ့ဆန်လို့ရတယ်သူတို့ရဲ့ဖြစ်နေတဲ့အခြေအနေတွေပြောချင်နေတဲ့ဟာမျိုးတွေပေါ့နော် social media တွေကိုဒါ တုံးလာတယ်ဗောနော်အဲတုံးလာတဲ့အတွက်ကြောင့်သူတို့တွေဖြစ်နေတဲ့ဟာမျိုးစစ်တပ်ကသတင်းတွေကိုလည်းပြန်ပြီးတော့ဗောနော်ဟိုပေါက်နေတယ်ဆိုတဲ့ဟာမျိုးတွေကိုလည်းဒါယူဆတဲ့အပိုင်းတွေလည်းရှိပါမယ်။အာနာမသိခင်ကလေးကတက်တွင်မိသားစုတွေရဲ့ဆိုရှယ်မီဒီယာကိုပိုင်အကောင့်တွေကိုတက်တွင်တာဝန်ရှိသူတွေက တောင်းယူထားပြီးစောင့်ကြည့်တာတွေလှုံ့ဆော်မှုချောင်းသိရပါတယ်။အာနာသိမီနောက်မှာတော့လူသုံးများတဲ့ Facebook ပေါ်ကစစ်တပ်အကြီးအကဲတွေရဲ့အကောင့်တွေဖျောက်ချခံလိုက်ရတဲ့အတွက်စစ်တပ်ပိုင်း application တွေကိုအသုံးပြုဖို့ညွှန်ကြားခဲ့ပါသေးတယ်။ လက်ရှိအချိန်မှာတော့တက်သွင်းအသုံးများတဲ့လူမှုကွန်ရက် platform တွေကတော့ Facebook, TikTok နဲ့ YouTube တို့ဖြစ်တယ်လို့သိရပါဗျ။ကျွန်မဝေပါ